ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒါဒီစီဇန်မှာတော့ကျွန်တော်ဒါလေးပါးကုစင်အကြောင်းလေးကိုတင်ဆက်ပေးဖို့ရှိပါတယ်အထူးဖြင့်ဒါလေးပါးကုစင်အကြောင်းဆိုတာထဲပေါ့နော်ရှာဗီအလွန်ဆိုရဲ့မိနစ်တုံးကအသင်းနဲ့ဒီယာဒီအသင်းဘာရီခြားနာသွားတယ်လေရှာဗီအလွန်ဆိုကိုရိုနာကရောဒီနေရာဒီချားမှာဘာရီပြောင်းလဲသွားတယ်ဆိုတာကိုကျွန်တော်နဲ့တူစီတူကနေပြီးတော့မှသုံးသက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာစီတူရဲ့မင်္ဂလာပါမင်္ဂလာပါကိုအဲရှာဗီအလွန်ဆိုရဲ့အသင်းကတော့ဒါပြီးခဲ့တဲ့ရက်ပိုင်းကပဲဂျာဘိုင်မြူနစ်ကိုနှကြော့ပေါင်း5-0နဲ့ရှုံးပြီးတော့မှဂျာချန်ပီယံလိ ရှုံးထွက်စင်းကနေထွက်လိုက်ရတယ်။အိုစုဒီ leaf face တွေတုန်းကတော့ Liverpool စင်းကမစိုးဘောလေ။ဒါဘယ်လိုပြော knock out stage ကိုလည်းတိုက်ရိုက်တက်ခွင့်ရခဲ့တဲ့အသင်းဒီဒါပေမဲ့ knock out stage မှာတော့ဒါ German ထိပ်သီးပြိုင်ဘက်ကို၅ခု၊၄ကြော်ပေါင်း၅ခုနဲ့ရှုံးခဲ့တယ်။နောက်ထပ်အဲ Bundesliga မှာကြည့်မယ်ဆိုရင်လည်းဒါဒုတိယနေရာပေါ့လေ။ဒုတိယနေရာကိုရောက်နေတယ်။ပထမနေရာ Bayern Munich နဲ့လည်းအမှတ်ကွာမှုတော်တော်လေးများနေတယ်။ဒီလိုအခြေအနေဒါပြောင်းလဲသွားတဲ့ Liverpool စင်းရဲ့အခြေအနေလေးလိုလိုရေလုံးစီကြောက်စပြောပြောပါဦး။ဟုတ်ကဲ့ကို အဲချာဘီအလွန်ဆိုမှာအထင်ရှားဆုံးမြင်ရတော့အမ်ကြောက်စိတ်လို့ပြောရမလားပေါ့နော်အဲဒီထိဆုံးအမှတ်ကိုရောက်တဲ့အချိန်မှာခက်ခဲနေရှိတယ်ထိဆုံးအောင်သွားတဲ့ခရီးကတော့ဟုတ်တယ်ပေါ့နော်ထိဆုံးသွားတဲ့ခရီးကတခုထိဆုံးမှာအမှတ်မှာရက်တည်တဲ့ခရီးစက်ထင်းနေဟိုစက်ထင်းနေဟာတခုပေါ့နော်အဲ့တော့အဲ့တခုရောက်လာတဲ့အခါမှာတော့ချာဘီလွန်ဆိုမှာအဲဒီလိုအပ်ချက်တွေတွေ့ရတယ်ပေါ့လေအထူးသဖြင့်ဒီရာသီမှာဆိုရင်မလွတ်လပ်တော့ဘူးမနစ်ကရာသီတော့သူ့ရဲ့အလွတ်လပ် လွတ်လပ်ဆုံးပြန်တန်းခဲ့တဲ့ຢာဒီတစ်ခုကိုကျွန်တော်တို့မြင်ရတယ်အကြွားရဆုံးမြင်ရတယ်ရဲရင်နဲ့စမ်းသစ်တဲ့စိတ်ကူးတွေကျွန်တော်တို့အများကြီးမြင်ရတယ်ဒါပေမဲ့ဒီຢာဒီမှာတော့အဲ့ခုနှစ်နှစ်ကစမ်းသစ်ခဲ့တဲ့ဟာရဒီຢာဒီမှာမစမ်းသစ်တော့ဘူးသူ့အတွက်လည်းမစမ်းသစ်တော့ဘူးသူ့အသင်းသားတွေအတွက်လည်းမစမ်းသစ်တော့ဘူးပြန်မဲ့တင်းနေတော့လည်းမစမ်းသစ်တော့အဲ့ချိန်မှာသူကထပ်ဆင့်ပြီးတော့စမ်းသစ်အဲတချို့နေရာ innovation တချို့နေရာတွေအပြောင်းအလဲလေးလုပ်နိုင်ခြင်းကိုကျွန်တော်တို့မတွေ့ရဘူးဒါတစ်ချက်ပြီးတော့သူကိုယ်တိုင်ဒီအရန်မြင်လာတဲ့အခြေအနေသူ့ကိုဒါ expectation တွေလည်းများတယ်သူ့အသင်းရော expectation တွေလည်းများတယ်အဲ့လိုအခြေအနေမှာ သူတချို့ဖွဲတွေကိုသူကြောက်ရွံ့မှုကြောက်ရွံ့မှုတော့မဟုတ် conscious ပေါ့နော်တတိထားပြီးတတိထားမှုလွန်ကဲခြင်းလွန်ကဲခြင်းတွေနဲ့ချင်းကတ်တာမျိုးကျွန်တော်တို့မြင်ရတာအနည်းဆက်ဆုံးကျွန်တော်ကြည့်မယ်ဆိုရင် Bayern Munich ကိုဒါနောက်ဆုံးနှစ်ကြော်စလုံးကစားခဲ့တယ်နှစ်ကြော်စလုံးကစားတဲ့အခါမှာကျွန်တော်တို့ပုံမှန်သူ့ရဲ့သူ့နဲ့တကယ်နဲ့ပဲကြော်ကြားရတာ3-1-2 setup မဟုတ်တော့ဘူးပေါ့နော်3-1-2 setup မဟုတ်တော့ဘဲနဲ့4 back တုံးတယ်ပြီးတော့ fallback အရှိမ၄၄နှစ်၄၅တက်ပုံစံပေါ့နော်၄နှစ်၃တက်ပုံစံပေါ့အဲ့တော့အဲ့ဒီအရှိကကွင်းလေရဲ့တောင်းပန်ဒီမှာလေ defensive player တွေပဲကျွန်တော်တို့မြင်ရတယ်ဒါကသူ့ရဲ့ DRD landscape ကိုအများဆုံးပြနိုင်တယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့တော့တကယ်တော့ Bayern Munich နဲ့အခုမှထထုံးလာလားဆိုအဲ့လိုလည်းမဟုတ်ဘူး Bayern Munich နဲ့ဒီ Bundesliga ပွဲကျွန်တော်ကြည့်လိုက်ရတယ်အဲ့ဒီတော့ကလည်းအဲ့လိုမျိုးပဲတုံးခဲ့တယ်ပြီးတော့ um Atletico နဲ့ပွဲလေအဲ့ဒီလိုပဲတုံးခဲ့တယ်ပြီးတော့ Inter Milan နဲ့ပွဲတော့ကလည်း အဲ့လိုပဲတုံးခဲ့တယ်လီဗာပူးနဲ့ပွဲတော့ကလည်းအဲ့လိုမျိုးထင်တယ်ကျွန်တော်အမှတ်တော့မှားနေတယ်ဒီယာဒီမှာအဲ့လိုမျိုး4 back ပုံစံကိုသူအသေးကောင်းနေနေဆိုရင်ဒါ Leipzig တို့ Dortmund တို့နဲ့လည်းသူတုံးခဲ့တယ်ဒါကျွန်တော်တိခဲ့တဲ့ပွဲပေါ့နော်အသင်းကြီးနဲ့ပွဲဆိုရင်ကျွန်တော်ကြည့်ပြတယ်ဆိုတော့အဲ့တော့အဲ့ပွဲတွေမှာသတိထားမိတာကကျွန်တော်အဲ့ဒါကိုသွားသတိထားမိတယ်တကယ်တော့ကျွန်တော်ကြည့်ချင်တာက သူသူ့အသင်း၃လင်းနှစ်တည်းအသင်းကိုကြည့်ချင်တာအဲ့ဒီလေးလေးလေးနှစ်နဲ့ defensive ဒီ fullback နဲ့ထပ်ပေါ်ဆိုတော့ကျွန်တော်ကြည့်ချင်တာတော့မဟုတ်ဘူးဒါပေမဲ့မကြည့်ချင်မင်းတယ်ဒီအလွန်ဆိုးရဲ့ပြောင်းလဲမှုမှာအဲ့ဒီအချက်တွေကျွန်တော်တို့သွားတွေ့ရတယ်မနစ်ကရှာဒီမှာကျွန်တော်တို့အဲ့လိုမကန်ခဲ့ရတော့မဟုတ်ဘူးအထူးသဖြင့်ဒီ Watson နဲ့ပွဲတော်ဟာဆိုရင်မနစ်ကဂျိုဘာလီမှာ Watson နဲ့ပွဲတော်ဟာဆိုရင်သူအဲ့လို fullback နဲ့ three back ကြားရတဲ့ hybrid ပုံစံကိုသုံးတယ်ဒါပေမဲ့အခုက hybrid ပုံစံမဟုတ်ဘူး hybrid ပုံစံမဟုတ်ဘဲနဲ့လုံးဝဒီ cancel နဲ့ထပ်ပုံစံဖြစ်လာတယ် ခစင်းတဲ့ပုံစံဖြစ်လာတဲ့အပြစ်ဒီအခုနောက်ဆုံးအခြေအနေမှာဘယ်လောက်ထိသွားတွေ့ရလဲဆိုရင်ကွင်းလယ်မှာကွင်းလယ်တပတ်ပြဖို့တင်မဟုတ်ပဲနဲ့နောက်ထပ်ကစားသမားတစ်ယောက်တောင်ရောင်လုံးကစန်တာမီဖီးတွေကြီးပဲပုံစံမျိုးပေါ့နော်အာဥမာနာမည်ပြောရရင်အဲလစ်ကာစီယာဂျာကာပြီးတော့ဒီอืมအဲလစ်ကီယာပလာစီယုစ်အဲဒီတောင်ရောင်တောင်တောင်လုံးကစန်တာမီဖီးဒီဖ ens စ်မီဖီးစန်တဲ့ကစားသမားတွေပေါ့အဲအဲ့လိုမျိုးတုံးတဲ့အခါမှာအကုန်လုံးကဒီဖ ens စ်တွေကြီးပဲဖြစ်တယ်အကုန်လုံးကဒီဖ ens စ်တွေကြီးပဲဖြစ်တဲ့အခါမှာအလွန်ဆိုအသင်းရဲ့ရှိတဲ့ systematic advantage ပေါ့နော်ဒီ wind burst တွေက flying လုပ်ပြီးတော့ဒီတိုက်ခိုက်တာတွေအဲ့ freedom တွေအဲ့အရာအလုံးတွေပြီးတော့ဒီ Florian Vas Jonas Hoffman အစရှိတဲ့ဒီ Adli အစရှိတဲ့ကစားသမားတွေ has space တဲမှာ exploitation လုပ်ပြီးကစားမှုတွေအဲ့အရာတွေအကုန်လုံးပျောက်ဆုံးသွားတယ်ကျွန်တော် Liverpool စင်ကိုတီးခဲ့ရ Liverpool စင်မဟုတ်တော့ဘဲနဲ့နောက်တစ်သင်းမျိုးဖြစ်နေတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအသင်းမျိုးဖြစ်နေတဲ့အအခြေအနေမှာဘာကသွားပြီးတော့အဓိကသွားကြလဲဆိုရင်ဒီအလွန်ဆိုကသွားပြီးအဓိကကြရလို့မြင်တယ်သူရဲ့ idea ဘိုင်းရပြောင်းလဲမှုတွေကျွန်တော်တို့မြင်ရတယ်အထူးသဖြင့် cancel ဘူး စိတ်အားတန်လာတယ်ခန်းစစ်ပူစိတ်အားတန်လာတဲ့နေရာမှာကျွန်တော်တို့ထပ်ပြီးတော့နောက်ကနေထပ်ကြည့်မယ်ဆိုရင်ဒါဟာသူထိတ်ဆုံးအဆင့်ရောက်ထိတ်ပိုင်းအောင်ရောက်လာတဲ့အခါမှာသူ့ကိုအားလုံးကဝိုင်းဆောင်ကြည့်နေတဲ့အခါမှာသူ့ရဲ့စိုးရင်စိတ်ဒီထိတ်မှာနေရာမြေဖို့အတွက်သူ့ရဲ့စိုးရင်စိတ်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့ရှုမြင်လို့ရတယ်ပြီးတော့ဒီကစားသမားပိုင်းပေါ့နော်ကစားဘွက်ပိုင်းမှာလည်းသူ့အနေနဲ့ပြင်ဆင်စရာရှိတာကိုသူမိုးမှန်ခြင်းမလုပ်နိုင်ဘူးလို့အဲ့လိုလည်းရှုမြင်လို့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့အခုမြင်တွေ့နေရတာဂျာပြီးလုံဆိုမဟုတ်တဲ့ဂျာပြီးအလုံဆိုလို့ပဲအဲတုံ့တက်ချင်ပါတယ်ဟုတ် တေချာတော့မိနစ်တုံးကဒါလီဗာကိုဆင်းရဲ့ဒီဖူဘက်တွေပေါ့လေအဲဖရင်ပေါင်းတို့ပရီမီယာတို့ဒီနှစ်ယောက်ရဲ့ဂိုးပေါင်ဝင်ပတ်သက်မှုကတကယ်ကြောက်စရာကြီးဟုတ်ကဲ့ဟိုထင်းတော့မထင်းရအောင်ပေါ့နော်ဒီနှစ်ယောက်ဒီလိုကောင်းလာတူတောင်ထင်းရနောက်တစ်ခါကျတော့ညီပြောလို့ဟတ်စပီတွေပါဆိုရင်ဒီဟော့ဖ်မန်ရဲ့ဖူလီယန်ဘတ်ဒီနှစ်ယောက်တွဲရမိနစ်တုံးကတော်တော်ကြီးကိုကောင်းတာပေါ့နော်ဂျင်းနဲ့ချက်ထဲမှာဘောလုံးပီးနိုင်တဲ့ဟာတွေတော်တော်လေးကောင်းတယ်အဲ့ဒီအတွက်ကြောင့်မို့လဲဒီဖူဘက်တွေကအဆင်ပြေတာပေါ့ဂျင်းနဲ့ချက်ထဲမှာဘောလုံးခင်းပီးနိုင်တဲ့အချိန်မှာဖူဘက်တွေအတွက်ဘောလုံးလမ်းကြောင်းကြီးက အရှင်းကြီးဒီရာဒီမှာကြောက်လီဘော်ကူစင်မာကအမှန်တိုင်းပြောရင်ဒီလိုပုံစံလေးမမြင်ရဘူးဒါညီခဏတော့ပြောတဲ့ပုံစံမျိုးကြည့်မယ်ဆိုတော့ဒါဟိုခံစစ်ကိုနည်းနည်းလေးအာအာပြူလာတဲ့ပုံစံပေါ့ဒါအလွန်ဆိုသွားနေကြပုံစံမဟုတ်တဲ့ဟာမနေ့တုန်းကကြည့်လိုက်မယ်ဆိုအလွန်ဆိုကဟိုခံစစ်မှတ်တမ်းကြည့်မယ်ဆိုလီဘော်ကူစင်ကပြီးခဲ့တဲ့ရာဒီကဘွန်ဒက်စ်လီကာမှာပေးကူးနှုံးအဖြစ်ကျင်ဘန်မြူနစ်တက်တောင်ဦးနေတဲ့အခိုက်အတန့်ရှိနေမှာ24ကိုလို့ထင်တယ်ခန်းစစ်ကလည်းပြီးဖို့အ ਨੇ ဆုံးအဟာမျိုးရှိတယ် ါပေမဲ့တိုက်စစ်ကလည်းကြည့်မယ်ဆိုတကယ်တိုက်စစ်ကလည်းအကုန်လုံးအနေထားမျိုးလောက်ထိရှိရပါဘောလေဘိုင်မြူနစ်ကိုကောင်းကောင်းရှင်းနိုင်တဲ့အနေထားမျိုးရှိရအခုကြတော့ခန်စစ်ကိုတော့ပူအသားပေးပါတယ်ဒါပေမဲ့လီဗာပူးဆင်းရဲ့ပေးကုန်းတော့ကြည့်ကြည့်လိုက်အကောင်းဆုံးပုံစံမှာတော့ရှိနေမယ်တော့မထင်ဘူးဘိုင်မြူနစ်ကပဲခန်စစ်ရဲ့ပေးကုန်းကအနည်းဆုံးဖြစ်နေမယ်လီဗာပူးဆင်းကဟိုမြောက်ဒီမြောက်ဖြစ်သွားတာပေါ့နော်ခန်စစ်ကိုဦးစားပေးချင်းဦးစားပေးတာတော့မဟုတ်ခန်စစ်ကိုသတိထားပြီးချင်းကတ်လာပေမဲ့သူလိုချင်တဲ့ပုံစံမျိုးကဒါမရခဲ့ဘူးနောက်တစ်ခုကကြတော့ဟိုစဉ်းစားကြည့်မိတာပေါ့နော်ဒါညီခဏတော့ပြောတဲ့ထားမှာတစ်စိတ်တစ်ပိုင်းပါပါတယ်ပြီးခဲ့တဲ့ညရာဒီက ေဘော်ကစင်ရဲ့ကစားသမားခွေမှုကြီးကြည့်မယ်ဆိုရင်လည်းဘာမှထူးခြားခြားအဲ့လောက်ထိဟိုညီပြောဆို innovation လောက်လောက်တဲ့လောက်ရလောက်တဲ့ AR မျိုးမရှိဘူး Tharia ရောက်တယ်နောက်ထပ်ဒီ Girona Alex Garcia လာမှာဟုတ်ကဲ့ Alex Garcia ရောက်တယ် Alex Garcia ရဲ့ဒီပြီးခဲ့တဲ့ရာသီက Girona မှာကစားခဲ့တဲ့အချက်လက်တွေခြူစမ်းတွေကတော့တော်တော်လေးသဘောကျောက်ဖို့ကောင်းပြီမယ် Liverpool နဲ့ပေါင်းစည်းတဲ့အချိန်မှာတော့အရင်ကြီးအထင်ကြီးစရာတော့မရှိဘူးပေါ့လေဒီချက်ကလည်း Liverpool ကိုတော့အများကြီးဒါအကျိုးတရားမှုရှိမယ်ထင်ပါတယ်အဓိကတော့ဒါ Liverpool နဲ့ လာရှာဘီအလွန်ဆိုရဲ့အခြေအနေကအာနည်းနည်းလေးတော့မနစ်ကရက်ဆန်တော့အများကြီးတော့ယော့သွားပြီအခုလက်ရှိဒီယာဒီလက်ချန်ယာဒီမှာကြည့်မယ်ဆိုရင်ရှာဘီလွန်ဆိုနေအနေနဲ့ဒါဘာရီမျောလင့်ပြောမှဒါဆက်ပြောမှပြင်ဆင်နိုင်တယ်နောက်တစ်ခါကျတော့ရှာဘီလွန်ဆိုဟာဒီယာဒီကုံရင်လေးဘောက်ကုစင်မှာဆက်ရှိဖို့အနေထားမျိုးရောမြင်ရနိုင်တာမျိုးဟုတ်ကဲ့ကိုအဲဒီလက်ချန်ယာဒီမှာရှာဘီလွန်ဆိုလုံးစရာတစ်ခုပဲရှိတယ်အဲ့ဒါကတော့သူ့ရဲ့အရင် level ကိုပြနိုင်အောင်လုပ်ဖို့ပဲဒါကျွန်တော်ကတော့အဲ့လိုပဲမြင်တယ် ဘွန်နီလီကချန်ပီယံစုရရှိသည်ဖြစ်စေမရရှိသည်ဖြစ်စေအမှတ်ကတော့ပြန်တယ်ကျွန်တော်အထင်ခုနမှတ်ဒီမိုရှင်မှတ်အဲအလောက် range မှာရှိတယ်ပေါ့နော်အလောက် range မှာရှိတယ်အဲ့တော့ရကြမှာလည်းရမယ်ဒါပေမဲ့ तू အဲ့ဒါကိုမရလဲ तू မနစ်ကတက်တည်ပြပြီးပါရှင်ရှုံးပွဲမရှိချန်ပီယံနဲ့အဲ့တော့ဒါပေမဲ့ तू လုံးပြရမှာ तू ဟာဂျာဗီလွန်ဆိုတာမနစ်ကဂျာဗီလွန်ဆိုတကယ် type မျိုးသူဖြစ်တယ်အဲ့ဒီ level ကိုထိန်းထားနိုင်တယ်ဆိုတော့သူပြနိုင်ဖို့လိုတယ်ဒါမှလည်းသူ့ရဲ့ဒီအောင်မြင်ကြော်ကြားခဲ့တဲ့နာမည်ကိုသူပြန်ပြီးတော့ဖတ်ဆင်နိုင်မယ်နောက်ထပ်ပုံမြင့်တဲ့အသင်းတွေကိုသွားဖို့ဖြစ်နိုင်မယ်ဘာဖြစ်လို့လဲဆိုတော့ မနစ်တော့ကအခြေအနေမှာဆိုရင် तू အမ်ဘယ်လိုပြောမလဲတရားမကောင်းသူကမပြစ်ပြောမလားပြင်ကျင်တဲ့ကြားတော့ပြောင်းပြောမလားတခုပေါ်တော့ရွေးချယ်စရာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီသူ့ကိုအကန့်လန့်တဲ့အတင်းတွေအများကြီးရှိတယ်အလုံးဟိုဒီ Liverpool တို့ပြီးဒီ Bayern Munich လည်းပါတယ်အတီအတီလင်းထွက်ခဲ့ရရီယယ်မက်ဒရစ်ကတော့အတီအလင်းရလို့တော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုစိတ်ဝင်စားမှုပြသခဲ့တယ်ရီယယ်မက်ဒရစ်ကတော့လက်ရှိအချိန်ဒီစိတ်ဝင်စားမှုရှိနေတော့မယ်အပြီးတော့အန်တလော့တီရဲ့အသက်အရွယ်နဲ့အဲဒီအချိန်လေးအရရရာဂျာဗီလွန်ဆိုဟာရီယယ်မက်ဒရစ်ကိုပြောင်းနိုင်ကြည့် အရန်မြင်တဲ့ candidate တူဖြစ်သတ်မှတ်ခြင်းခံရတယ်။ဒါပေမဲ့အခုနောက်ပိုင်းနည်းနည်းလေးပြန်ရောသွားတယ်။အဲ့ဒါကဒါရှားလက်တွေနဲ့ဒါရဲ့ပတ်သက်တယ်။အခြေခံအပြင်ရလက်ပေါ့။နောက်ထပ်ထပ်ကြည့်မယ်ဆိုရင်သူ့ရဲ့ပြသထိတ်တန်းအစင်မှာပြသနိုင်တဲ့အစွမ်းစားဘာလို့လဲဆိုတော့ real ဆိုတဲ့စင်မြင် Liverpool လို့မဟုတ်တော့အများကြီးမြင်သွားတယ်။အများကြီးဝေဖန်တဲ့အများကြီးဖိအားတွေရောက်ရှိလာမှာဖြစ်တယ်။အဲ့တော့ Liverpool မှာသူအဒီရအောင်တောက်မခံနိုင်မှာဆိုရင် real မှာသူ့တန်တရာပို့ပြီးတော့ရှိပေါ့။ကောင်းသွားပြီပေါ့နော်အဲ့တော့လက်ရှိအခြေအနေမှာဂျာပီလုံးဆိုလို့ပြရမှာသူ DB ဟာနေနေနိုင်တယ် ပြီးတော့ဒီသူ့ရဲ့ system ကိုသူယုံယုံကြည်ကြည်နဲ့သူ့ယုံကြည်ချက်အတိုင်းပေါ့နော်အခုမြင်ရတာသူ့ယုံကြည်ချက်အတိုင်းအပြည့်ဝလို့ကျွန်တော်မထင်ဘူးတကယ်တော့ Xavi Alonso ကအဲ Leverkusen ဆရောက်တယ်ရှေ့ရှေ့အရာဒီပိုင်းရောက်တယ်ပေါ့နော်သူရောက်နေတော့ဒီအသင်းကတန်းစစ်စုံနေမှာအဲ့အသင်းကိုသူကင်တွယ်ခဲ့တာ defensive ကိုခိုင်မအောင်လုပ်ပြီးတော့ဒါ4231ပုံစံနဲ့စပြီးတော့ကင်တွယ်ခဲ့တာပဲဟိုတန်းပြီးတော့သူ၃နဲ့၃လေးနှစ်တန်းတုံးတာမဟုတ်ဘူးအဲ့ပြီးတော့ဒါဖြစ်ဖြစ်နဲ့ပြောင်းလဲလာတယ်ပြောင်းလဲလာပြီးတော့ကျွန်တော်တို့သူ့ရဲ့စိတ်တိုင်းကျဖြစ်တဲ့ system လို့ယူဆရတယ်၃လေးနှစ်တက်ကိုသူ အကောင်းဆုံးကစားပြနိုင်ခဲ့တယ်အဲ့ဒီ system မှာကျွန်တော်အကြိုက်ဆုံးတော့ freedom ပေါ့နော် winbus တွေရဲ့ freedom ပြီးတော့ဒီ inside forward နဲ့ရဲ့ freedom တွေကျွန်တော်တို့အပြည့်အဝမြင်ခဲ့ရအဲ့တော့အဲ့ဒီဟာအရာတွေသူပြန်ပြီးတော့တတ်သွင်းနိုင်မှုလို့ရတယ်ပြီးတော့ကျွန်တော်တို့အားလုံးလက်ခံတာသူ့ tactical flexible ဖြစ်တယ်ဆိုပြီးတော့အခုနကဒီကစားကွက် four back three back ကြားထဲမှာသူအပြောင်းလဲလုပ်ပြသွားတာဟုတ်အဲ့ဒါဥမာဒီ three back သုံးတဲ့နီးပြရဖြစ်တဲ့ amorin တို့ gasparini တို့ဆိုကျွန်တော်တို့အဲ့လောက်အပြောင်းလဲမရှိ three back ဆို three back ကြီးပဲတော့ရှောက်အဲ့ အရှိမလာအနေနဲ့21နဲ့12နဲ့343နဲ့အလောက်ပြောင်းအောင်ပြောင်းမယ် basic ဒီ shape ကတော့မပြောင်းအောင်ဒါပေမဲ့အလွန်ဆိုတာပြောင်းနိုင်တာကိုတွေ့ရတယ်ဒါကိုကျွန်တော်တို့အခြားသောတစ်ဘက်ကကြည့်ရင်သူ့ရဲ့ flexibility လို့ယူဆလို့ရတယ်အဲ့တော့ flexibility ရှိရတော့ကောင်းတယ်ဒါပေမဲ့ဘယ်လိုပြောမလဲရလက်တော့သူရအောင်ယူဖို့လုပ်တယ်ပေါ့နော်ကျွန်တော်တို့ဒီရသည်ဆိုရင်ကျွန်တော်စောင့်ကြည့်နေတာပေါ့လေအဲသူ့သူ့ကိုအများကြီးလဲမျှော်လင့်မိတယ်ကျွန်တော်ကိုယ်တိုင်လည်းကြိုက်ခဲ့တဲ့စားသမားဖြစ်တဲ့အခါမှာ level ကိုစင်ကိုဖြစ်စေခြင်းလေဒါပေမဲ့ကျွန်တော်ဖြစ်စေခြင်းတဲ့ level မျိုးကျွန်တော်တို့မမြင်ခဲ့ရအောင် အမြင်ခဲ့ရတဲ့အတွက်ဂျာပြူလွန်ဆိုတာဒီအခုဖလားတွေပါရဲ့မိထားလိုက်ရမယ်အခြေအနေလို့ပဲသတ်မှတ်ရမယ်သူအဲ့ဒါကိုဆက်ပြနိုင်မှုလို့ရတယ်ပြီးတော့ကစားသမားတွေဟိုသူ့ရဲ့အမ်ဒီအုတ်ထိန်မှုလို့ပြောမလားကစားသမားအပေါ်ကင်တွင်မှုပေါ့နော်မနစ်ကဒီတချို့သောကစားသမားတွေကဒီပါထပ်ပို့ပြီးတော့ကောင်းနိုင်ရှိရပေါ့နော်အတူတူပြင်ပိုနေ face တို့အပြော်ဒီအက်တလီတို့အဲအစားရှိတဲ့ကစားသမားတွေဒါပေမဲ့အခုအဲ့ဒီ level သူဆက်မထိန်နိုင်ဘူးကျသွားတဲ့ခါမှာဟုတ်ပြီကျသွားတယ်ဆွဲတင်နိုင်လားဆိုဆွဲတင်နိုင်ခြင်းကျွန်တော်တို့မမြင်ရဘူးမမြင်ရတဲ့ခါမှာအဲဒီ performance dip တွေ အဲကျွန်တော်တို့မြင်လာရတယ်အထူးသဖြင့်ကျွန်တော်သတိထားမိရဆိုတိုက်စစ်မှာ Boniface ရှိမယ်အပြီးတော့ Hoffman ကတော့ဒဏ်ရာကြောင့်မပါလာများဘူးเนาะ Patricia ရှိမှာဘူးအ Patricia ကတော့ဒီရဒီမှာဟိုဘဆိုးဆိုးရတွင်းနေရပေါ့เนาะအပြီးတော့ဒီ Queen လဲမှာ Andrich Andrich ကအမနစ်ကတော့လန်ထွက်နေရတယ်ဒီနေ့ကတော့ Andrich ပြန်ပြောက်သွားတာပေါ့ဒါကျွန်တော်တို့မြင်ရတယ်အပြီးတော့ဒီ Kansas shape မှာလည်းထင်သာသလောက်တော့ဟိုကျွန်တော်ကြည့်မှုရဲ့ပွဲလာပေါ့ထင်သာသလောက်တော့ impress မဖြစ်ရဘူးအဲ့တော့အလွန်ဆိုနေတဲ့အဲ့ဒီအရာတွေကိုပြန်လုပ်ပြနိုင်ဖို့အလိုအပ်နေပြီလို့ယူဆတယ်ကို ဲနောက်ထပ်ဟိုအခုလီဗာပူးစစ်မှာပျောက်ဆုံးနေတာဒီကွာကျွန်တော်ညီခန့်တော့ပြောတဲ့ထက်မှာဘာ motivation ပိုင်းလေးပေါ့လေဒါလေးနဲ့ဆက်ဆက်မလားစဉ်းစားမိဘာလို့မလဲဆိုတော့လီဗာပူးစင်ကပြီးခဲ့တဲ့ရာသီက Bundesliga မှာရောဒါပြိုင်ပွဲရရက်ပေါ့လေနောက်ဆုံးမှာ Atalanta နဲ့မှသူရှုံးသွားတာဟုတ်အဲ့ Atalanta နဲ့မရှုံးခင်ကြီးကြည့်လိုက်မယ်ဆိုနောက်ကျခိုးကြီးအများကြီးပူပါတယ်အဲ့ဒါကြည့်လိုက်မှဆိုဒါကစားမလို့သူ motivation လုံးနိုင်မှုပိုင်းကတီကြပေါက်ပါမှာဒါနီးပြတစ်ယောက်က motivation မလုံးနိုင်မင်းနဲ့တော့ဒီမှာရှုံးမဲ့ပွဲအနေထားမျိုးမှာဘလို့မှပြန်လာနိုင်စရာမရှိဘူးဒါမှမဟုတ်ရကာရာဘတ်နဲ့ အဲယူရိုပါလိကွာတာဖြစ်မလားဒါမှမဟုတ်ဒီ16တင်ရှုံးထွက်ဖြစ်မလားအဲ့ဒီပွဲမျိုးဆိုတော့ကြော့စလုံးကာရာဘတ်ကွင်းမှာရောဒီဂျာမန်မြေမှာရောနောက်ကနေအသေးတန်ကြီးလိုက်ကစားခဲ့ရတယ်ဒါပေမဲ့ပြန်ပြီးမှတွင်းတယ်ဒီဘွန်ဒက်စတီကာပွဲတွေမှာဆိုတော့ဒီတိုင်းပဲဒေါ်မွန်နဲ့ပွဲမျိုးဆိုရင်နောက်ကျခိုးကြီးမြင်ရတယ်မနစ်ကတော်တော်လေးကိုလေဘော်ကစင်နဲ့နောက်ကျခိုးဆိုတာတွဲဖက်နေတဲ့အနေအထားမျိုးထိဒါလေဘော်ကစင်ဖြစ်ခဲ့ဒီနှစ်မှာတော့ဒီနောက်ကျခိုးကြီးကတော်တော်လေးကိုပျောက်ဆုံးသွားတယ်ဒါကြည့်လိုက်မယ်ဆိုတော့ဒီအလွန်ဆိုကိုယ်တိုင်ကိုယ်ကလည်းကစားမတွေကို motivation ပေးနိုင်တဲ့ဘိုင်းလေးများနည်းနည်းလေး ်ယော့လာလာကစားမားတွေကိုယ်တိုင်ကလည်းမိနစ်တုန်းကအောင်မြင်ပြီးသားအခြေအနေတခုဒီရာဒီမှာထပ်ပြီးအောင်မြင်မှုလုပ်ပြဖို့ပေါ့နော်ဒီလိုမျိုးစိတ်ဓာတ်ပိုင်းလေးတွေနည်းနည်းလိုအပ်ချက်ရှိသွားလာတော့မသိဘူးဘောလားအဲ့လိုဟုတ်ကဲ့တခုပေါ့နော်အစ်စ်မဟုတ်တော့တာပေါ့နော်မိနစ်တုန်းကအရာအလုံးအစ်စ် fresh တွေဖြစ်နေအရင်နေတက်ကြွနေ motivated အရင်ဖြစ်နေဒီရာဒီမှာတော့အခြေအနေကခြားနာသွားပြီအဲ့အောင်မြင်မှုဆက်ထိန်ရတဲ့အခါပူခတ်တယ်ပေါ့နော်ပူခတ်တဲ့အခါမှာ ်လုံလောက်တဲ့ capacity မရှိဘူးပေါ့လေအဲဒါအတစ်ချက်အဲ PRD fly ရမယ်လို့လည်းကျွန်တော်တို့ဆိုလိုခြင်းတော့မဟုတ်ပါဘူးဒါပေမဲ့အခုသူပြခဲ့တဲ့ဟာမျိုးဆိုရင်ဥမာ Bundesliga မှာဆိုရင်ဒီလောက်အမှတ်မပြတ်သင့်ဘူးဘာဖြစ်လို့လဲဆိုတော့ Bayern Munich ကဒီအရင်လို Bayern Munich မဟုတ်ဘူးအရင် Bayern Munich ရဲ့စူးစီးမှုမဟုတ်ဘူးအရင် Bayern Munich ရဲ့ဒီ overpower ဖြစ်မှုကိုမရှိဘူးပေါ့နော်။ဒါပြည်နီးပြနီးပြက company company ဆိုတာကဒီလို level ကိုအခုမှခိုင်းတာ။နေချင်းညာချင်းပြောက်ပါ။နေချင်းညာချင်းရောက်လာပေါ့။တော်တယ်ဟုတ်တယ်မှန်တယ်တော်လာကျွန်တော်လက်ခံတယ်။ဒါပေမဲ့အလွန်ဆိုအဲ့ ဟိုနည်းနည်းလေးအိစားတွေ့တဲ့အချိန်မှာလို့ဆိုတော့နေနေပြန်ပြလို့ကျွန်တော်တတ်မှန်ပါတော့เนาะအဲ့တော့ဟို level အနေထားရှိတယ် Liverpool စင်နဲ့ Bayern Munich က Bayern Munich ကဒီကစားသမားအင်အားအားသာတယ်ဆိုရင် Liverpool စင်ကအသားကြပြီးရဲ့အသင်းကိုဒါဖလားယူပြီးရဲ့နီးပြကိုင်းနေတာဖြစ်တယ်ဒါပေမဲ့အခုကြီးလိုက်တဲ့အခါမှာအမှတ်ကအဲတော်တော်လေးကွာနေတယ်ဒီလောက်ကြီးမကွာသင့်ဘူးလို့ကျွန်တော်ယူဆတယ်ပြီးတော့ကန်ဆိုးစွာပဲကန်ဆိုးကန်ကောင်းပါတော့ကျွန်တော်က Liverpool စင်တတ်သွားနိုင်တယ်လို့တော့ထင်မိတယ်ဘာလို့လဲဆိုတော့ ဘိုင်မြူနစ်ကကောင်းတာမှန်ပေမဲ့ကွန်ပဏီဟာဒီအဆင့်နေနဲ့အများကြီးကျွမ်းဝင်နေရမှာမဟုတ်ဘူးဘိုင်မြူနစ်ကမနိုင်ပြညီတိတ်ပြီးဒိုင်းနမစ်မဖြစ်ဘူးအရင်ကတော့အရင်ကတော့ကျောက်ဖို့ကောင်းနေရမှာပေါ့ပစစီကွန်နေကြီးကြီးလိုက်ဟိုအရန်ကောင်းတဲ့ဟာမျိုးမဟုတ်ဘူးအရင်ဘိုင်မြူနစ်ကပပပပနဲ့ဟိုတွဲလုံးနေရအရန်ကိုမြန်တယ်ဟိုကကြောင့်အမတိုင်းပြောရင်အိုလီစီရဲမူစီယလာရဲဟယ်ရီကိန်းနည်းနည်းလေးဒါထိန်းနိုင်တယ်ကျွန်တော်ကီမစ်ဒါတော်တော်လေးကိုကောင်းတယ်ဒီပိုင်းလေးတွေပဲပေါင်းဆက်ဒီအစိပိုင်းလောက် ကလွယ်ရင်ကျန်တဲ့နေရာတွေကဟိုတာမန်ကန်ဆိုင်ကလောက်ပဲ level လောက်ပဲလို့ပြောလို့ရတယ်ဘောနော်ဒါပေမဲ့သူတို့အဲ့ဒါကိုလည်းသူတို့ပြနိုင်ခဲ့ပါဘယ်နည်းဒီကမှာလဲနောက်ဆုံးပွဲဆိုဇီဇီတည်ရေဟိုဇီဇီတည်ပြီမဲ့9လောက်တယ်တော်တော်ကောင်းတယ်ဘိုင်းရန်ကစားပွဲတော်တည်လို့မရဘူးအဲ့တော့တော်တော်လေးအထင်ကြီးထားခဲ့တာဘောနော်ဒါပေမဲ့အခုနှကြော်ပေါင်း5 Z5 ပေါ့နော် Z5 ပြစ်ပြီးတော့ပြုတ်တယ်ဆိုတော့ဒါက company လို့အဲဒီဝါနုရဲ့နီးပြအနေနဲ့ဆိုရင်လွန်ဆိုဘက်ကအားနေချက်ဖြစ်သွားတယ်ပေါ့နော်အားနေချက်ဖြစ်သွားတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ဟိုဆဆရရပေါ့နော်အဖက်ဖက်မှာစာစင်မှုလေးရှိတယ် ်ဟိုတချို့တချို့သောနီးပြရပေါ့ဥမာထားပါရောဘတ်ကိုဘတ်အနီကိုကိုဘတ်လို့နီးပြမျိုးဒါမှမဟုတ်ဒီအိုလီဗာကလပ်စနာလို့နီးပြမျိုးတနည်းတရာဒီကောင်းတယ်နောက်ရာဒီမှာအရင်မကောင်းတာပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်တို့အားလုံးကျွန်တော်အပါဝင်ပြည်သက်တွေရောဒီဘောလုံးဘောလုံးအသင်းတွေရောအလွန်ဆိုကိုဟိုထိတ်တန်းနီးပြတူဖြစ်ရှုမြင်ထားတဲ့အခါမှာအဲအဲ့လိုအဲ့လိုထိတ်တန်းနီးပြရှုတော့လည်းကြည့်မယ်ဆိုတော့ဒီရာဒီစွမ်းဆောင်ရည်ရမလုံလောက်ဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့တခုပဲကိုဆိုရင်တော့လီဗာပူးစင်ဆိုတာကတော့ဟိုကစားသမားရောင်းနေတဲ့အပြင်ကစားသမားရောင်းနေတဲ့အပြင်ဖြစ်တဲ့အတွက်ဟို တကယ်လို့များသာရှာပြီးလို့ဆိုစက်မထိနိုင်ဘူးဆိုရင်ရောဇယ်ဖလူရန်ဘတ်ကတော့စာချုပ်သေးတော့ချုပ်ထားတယ်။ဂျန်နဲ့ကစားမားတွေပေါ့။ဟိုမှာခရီမဲတို့တို့ဖရင်ဘောင်တို့ဒီကစားမားတွေကိုစက်ထိနိုင်ဖို့ဆိုတာလာမယ့်ရာသီမှာအဆင်မပြေနိုင်တော့ဘူးပေါ့နော်။တေချာတာကဟိုမှာကစားမားကိုဝယ်ဖို့လုပ်တဲ့အမှမန်စီးတီလိုအသင်းမျိုးမန်စီးတီလိုအသင်းမျိုးဆိုရင်ခံစစ်ကိုအများကြီးပြုံပြောင်းလဲမှုတွေလုပ်မယ်ငွေအပြိုင်သုံးမဲ့ပုံစံမျိုးရှိနေပြီဆိုရင်ဒါဖရင်ဘောင်တို့ခရီမဲတို့တို့ကလုံးဝဘာလို့လဲကြိုက်တဲ့ကစားမားမျိုးတွေလည်းဖြစ်တယ်ဆိုတော့စိုးရိမ်တာတူကလေးဝါကူစင်ဟာကစားမားခေါင်းတွေလှစ်လို့ရမယ့်အပိုင်းမျိုး ဒါစိုးရင်တော့ဘောနော်ဟိုသူတို့ရဲ့တမိုင်းဆက်ဆက်မှာလည်းအကိုတို့ကြည့်ခဲ့ဘူးလေဒါလုံခွဲနေပေါင်း20ကျော်တွင်းမှာဆိုရင်လေလီဗာပူးစင်ကကစားမကြီးပဲရောင်းရရောင်းခဲ့ရတရာဒီလောက်အောင်မြင်သွားတယ်ဟိုဒုတိယပေါ့လေအမြင့်ဆုံးဒုတိယရလိုက်တယ်နောက်ရာကြီးဆိုရင်ကစားမကောင်းလေရောင်းထုတ်လိုက်တယ်5ရာကြီးလောက်ပြန်ပြောက်သွားတယ်အဲ့မျိုးဖြစ်မှာတော့စိုးရင်မိတယ်နောက်တစ်ခါဒါညီပြောလို့ရှာပြီးလို့ဆိုကတကယ်တမ်းမျောမှန်းထားတာကဟိုဘယ်လိုပြောမလဲစကားအကုန်ပြောရမယ်ဆိုရင် Guardiola လိုမျိုးပေါ့အဲ့ image တော့ထိနီးပါမှ Klopp တို့ပါလို့နောက်တစ်ချိန်မှာကြာရင်တကယ် ဒီထိတ်တန့်ကြီးရတယောက်လိုမျိုးဒီမှန်းထားတဲ့အခြေအနေမှာတခုမှာတော့ဒီຢာဒီမှာ struggle လုပ်ရတဲ့ဟာလေးကအဲသူ့တဲ့နည်းနည်းပြန်ပြီးမိမိန်သွားတဲ့အချက်ပေါ့နော်ရှာပြီးလို့ဆိုတာမိနစ်တုန်းကလူမဟုတ်တဲ့ပုံစံမျိုးပြန်ပြီးမြင်နေရတယ်ဒီဟာကိုလက်ချံຢာဒီမှာဒါညီပြောသလိုမျိုးပေါ့နော်သူ့ရဲ့ပင်ကိုဟန်နဲ့ပြန်ပြီးမှတီဆောင်မလားဟိုစုပလာမျော်နေချက်ဆိုတော့ပူကဲတော့ရှိအောင်မယ်ဒီပူကဲတော့ဒါသူဘန်မြူနစ်ကိုအဝေးကွင်းမှာဖြုတ်ချတာတယ်ဒီလက်ချံဒီပြိုင်ဖက်ဒီအနီထားနဲ့ကြည့်မယ်ဆိုရင်လည်း ူကယ်ဖလားတော့သူချန်ပီယံစုကိုတော့ထပ်ပြီးတော့မှကာဝယ်နိုင်ခြေရှိတယ်။ကျန်တဲ့ပိုင်းတွေမှာတော့ဒါရှာပြီးလို့ဆိုတာမိနစ်တုန်းကသူပြခဲ့တဲ့သူ့ရဲ့နီးပြူကသူ့ရဲ့ဘယ်လိုပြောလွတ်လပ်မှုတွေပြန်ပြီးတော့မှမြင်ရမမြင်ရဆိုတာတော့နော်။ပြီးတော့သူ့တကယ် big blue ဒါ Florian Verse တန်ရာရသွားတယ်။တန်ရာရသွားတယ်။တန်ရာရသွားတာဆိုတော့သူအလုပ်ပြရမှာပေါ့နော်။သူ့ရဲ့ဒါတားစီရစောင့်ပြီးတော့စောင့်ပြောထားရလဲရှိပါတယ် Florian Verse မရှိလဲဒီအသင်းကဘယ်လိုပြောမလဲ Florian Verse ရှိတဲ့ပုံစံတိုင်းမျိုးဖြစ်အောင်သူလုပ်ပြမယ်ဆိုပြီးတော့မှ ြောထားတဲ့စကားလည်းပြီးကြတဲ့ရက်ပိုင်းကကိုယ်လည်းတွေးလိုက်တယ်ဆိုတော့ဒီလိုလုပ်ပြမပြနိုင်ဆိုတော့ဒါပွဲတွေမှာပဲဆက်ပြောမှကြည့်အောင်ပါ။ဒါညီသုံးသက်ပေးသွားတဲ့လီဗာပူးစင်အကြောင်းကိုလည်းစောကောပရိသတ်တွေဂျင်နာအားလည်းမလို့ထင်ပါတယ်။ကြည့်ရှုအားပေးကြတဲ့စောကောပရိသတ်တို့ချင်းစီကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။